ဒီကနေ့ဇွန်လ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်။အနောက်တောင်မုတ်တုံလေးဟာအားကောင်းလာရကနေပုံမအားကောင်းနေတာကြောင့်ဒီကနေ့ကနေဇွန်လ25ရက်နေ့အထိမိုးရွာသွန်းနိုင်မှုအခြေအနေရှိနေပြီးအလဲပိုင်းဒေသတွေမှာလာမယ့်ဇွန်လ16ရက်နေ့အထိမိုးလွန်နေဖို့ရှိတယ်လို့မိုးလေဝသပညာရှင် ONI ကခန့်မှန်းထားပါတယ်။ဒီကနေ့ဇွန်လ15ရက်နေ့ည9:00နာရီအထိတန်တွဲကွာ မော်လမြိုင်တထုံပေါင်းမြောက်ရီတောင်ကုန်းညောင်လေးပင်နယ်တဝဲမြို့တွေမှာမုံများနိုင်မယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒီကနေ့ညနေအထိကရနီကရပြည်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကျကျကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းနေပြီးတော့ပဲခူးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာစစ်စိမ့်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာနံပြောင်းမုံထစ်ချုံရွာနိုင်ပြီးရွာရင်ရှောင်းပြည့်ဖြစ်ပါတယ်။ကရင်ပြည်မုံပြည်ရခိုင်ပြည်တနင်္လာရီတိုင်း AR တိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြီးမော်ကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းတို့မှာမုတ်တုံလီအားကောင်းရာကနေအာလွန်ကောင်းနေပြီးချမ်းမင်္ဂလာပင်လယ်အော်မှာတော့မုတ်တုံလီအားကောင်းနေပါတယ်။မြဝကျမမော်တမခွေမွန်တနေနာအီကန်ဝရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရမ်မန်ရန်ခါမုတ်တလီပင်များကြာရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းမြမှာကိုဝေကန်နေစန္နပေကန်ရှင်နိုင်ပါတယ်။ ရခိုင်ကယုန်နဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်းတခါတည်းဟန်မိုးတက်လီပင်များကြာရောက်ပြီးလိုင်အသင်းတင်းကနေလိုင်ကျင်းနိုင်မှာဖြစ်သလိုလိုင်မြမှာရှစ်ပေကနေဆယ်ပေကန်ရှင်နိုင်ပါတယ်။မွန်ပြည်ရခိုင်ပြည်ချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းတရနာရီတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့စကမ်းနဲ့အထက်ပိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေ့ရှားရာတခြားမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်း လျက်စည်းလက်ချင်တဲ့မော်ဒီကြည်ချင်းစားရုံမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ဂျော်ဒန်သတိပြုနေထိုင်ကြဖို့မော်ဆလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်မွန်ပြည်ရခိုင်ပြည်တနင်္လာရီတိုင်းအေယဝရီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာမော်တစ်ချုံရွာနိုင်ကနေရာကွက်ပြီးမော်ကျင်းနိုင်ပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။